चलो चलो हिम्मत करो बाकी इंशाल्लाह बहुत जल्द तुम्हारा इलाज कराएंगे फिक्र ना करो वीडियो फाइन गो मियां डॉ यसवा भैया लटट डोंगा चीमा दो वेजी जी को ठान तो नि यारे पीडा जी दगा औ चांग को तवा भी तरी यारे चलो चलो हिम्मत करो बाकी इंशाल्लाह बहुत जल्द तुम्हारा इलाज कराएंगे फिक्र ना करो

क्योंकि इनके पास एक रुपया नहीं है इस बीमारी का इलाज है अगर अल्लाह ने कोई बीमारी दी है उसका इलाज भी लिखा है लेकिन कराना पड़ेगा मेरे भाइयों इस हमारे मनोज कुमार भाई को हैड्रोस की बीमारी है और लखनऊ में इनका ट्रीटमेंट चलेगा इनशाला पहले डेढ़ लाख की मदद आप भाई ने जो भेजी थी उन तक पहुंचा दिए और अब जो इलाज होगा वो लखनऊ हॉस्पिटल के अंदर इनशाला हम कराएंगे जो आप आगे मदद भेजोगे इनशाला उससे इलाज भी कराएंगे और इनका सहारा भी बनेगा इनशाला मैं आपसे उम्मीद करूंगा कि इनशाला कुछ ना कुछ आप हमारे मनोज कुमार भाई की मदद करेंगे और इस वीडियो को तमाम लोगों तक शेयर करेंगे इनशाला ဒီဗီဒီယိုဖိုင်ကိုမြင်တော့မြတ်စွာဘုရားလက်ထက်တုန်းကကြီးမားသောဝိသီကြီးကိုထမ်းသွားနေရတဲ့ပြိတာကြီးတကောင်အကြောင်းကိုသွားပြီးတတိရတယ်။တန်ယုတ်တနိကေသက္ကထဝကတန်ယုတ်ပါဠိတော်လက္ခဏတန်ယုတ်ကုံဗန္ဒတုံမှာမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကဥလောက်ပမာဏရှိတဲ့ဝိသီကြီးကိုထမ်းသွားပြီးတော့အဲ့ဒီဝိသီကြီးအပေါ်မှာပဲထိုင်နေရသည့်ကြီးမားသောဆင်းရဲဒုက္ခကိုခံစားနေရသောပြိတာကြီးတကောင်ရှိတယ် ဒါကြောင့်အဲ့ဒီဘဝကိုရောက်ရတာလဲဆိုရင်သူဟာတရားသူကြီးဖြစ်ခဲ့စဉ်တုန်းကကောက်ကျစ်ဆင်းလဲပြီးတော့မတရားလက်စားခဲ့တယ်။အဲ့ဒီအကုသိုလ်ကံကြောင့်အခုလိုကြီးမားသောဆင်းရဲဒုက္ခကိုခံစားနေရသည့်ပိတာဘဝကိုရောက်ရခြင်းဖြစ်တယ်။ဒီလိုပြောလို့တချို့ကအရှင်ဖေယားကိုကပိတာဒါကလူလေးလို့ပြောကြလေအောင်မယ်။မြတ်စွာဘုရားကဝိမာနဝိထုမှာမနုဿနေရာကြီးကမနုဿတိရိစ္ဆာနမနုဿပေတပရမတ္ထမနုဿရေဆိုပြီးလူလေးမျိုးဟောကြားခဲ့ပါတယ် အဲ့ဒီလူလေးမျိုးထဲမှာမနုဿပေတဆိုတာပါပါတယ်မနုဿပေတဆိုတာဒီပိတာကိုပြောတာပါလူသားစင်စစ်ဖြစ်ပါရဲ့နဲ့စားစရာမရှိတောက်စရာမရှိအတိဒုက္ခရောက်ပြီးတော့နောက်ဆုံးယောဂဖြစ်ရင်တောင်မှစိတ်ကုစရာမရှိတဲ့ဘဝမျိုးကိုခံစားနေရတော့လူသားမျိုးကိုလူပိတာလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်အခုဒီဗီဒီယိုဖိုင်တဲကလူဟာလူပိတာတစ်မျိုးပါပဲเนาะဒါကြောင့်အဲ့ဒီဘဝကိုရောက်ရတာလဲဆိုရင်လက်ရှိပစ္စုပန်မှာတော့အခြားအကြောင်းပြချက်တွေများစွာရှိပေမဲ့ အရင်စကြည့်လိုက်မယ်ဆိုရင်ရှိရှိသောဘဝတွေတုန်းကအကုသိုလ်တွေအကြီးပြီးကုသိုလ်ကောင်းမှုတွေမရှိခဲ့လို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုကိုကြည့်ရှုနေကြသောဦးစင်းရဲ့ဒကာဒကာမအပေါင်းတို့တော်ကောင်းတို့ဒီလည်းပဲဒီလိုဆင်းရဲတဲ့ဒုက္ခတွေကိုမရချင်ဘူးဆိုရင်မိမိဘဝကောင်းကိုရှားရှိနေတဲ့အချိန်မှာကုသိုလ်ကောင်းမှုကို ပြုပါအကုသို့ကိုလဲနိုင်တလောက်လဲအောင်ကြိုးစားကြပါလို့ပြောချင်ပါတယ်နော်။ तू ပြောနေတာက तू ဒီလိုလွယ်တဲ့အိတ်ရှိတဲ့ဆိုဘေးအိတ်အမဲအမဲအမဲ ဘေးအိမ်အမဲတဲ့ပြောနေပါသေးရှိသားဘေးအိမ်အမဲတို့များမရှိတော့ဘူးတဲ့အကိုဘေးအိမ်အမဲလည်းမရှိတော့ပါဘူးရှင်မမီတဲ့ဥစ္စာတောင်းပါရှင်မမီတဲ့ပစ္စည်းတောင်းပေးပါရှင်ဟိုးတကယ်ရှိကတကယ်ဆိုတော့တော့ကိုရတာတော့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 ဂျာကင်ရှိတဲ့ဂျာကင်ဂျာကင်ဘလို့ဂျာကင်ဇင်းမဲ့ဇင်းမဲ့လက်ဒီလိုစီးမဲ့ဂျာကင်ရှိတဲ့ပြောင်းပြောင်းမဲ့ရှိလား ဇာကင်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 အိုးတူတေးတဲ့သူပစ္စည်းတွေအကုန်ပေးတာလားအကူအသားလည်းမရှိတော့ဘူးလို့ပြောနေတယ်ရှင် နောက်တစ်ခုထပ်တောင်းပေးပါရှင်အကုန်ပေးလိုက်ပြီတဲ့အိမ်ရောက်သူတွေကပြောနေပါသေးရှင်โอ้ใส่ไม่กล้าผิดเด้ตูเนี่ยแต่ๆปิสิโอตะคูดอกมานี่ไม่ติ้งทาปุล่ะเด้มีนี่บาเด้ตีตูอ่ะ စိတ်မကောင်းမဖြစ်ပါနဲ့အကိုရဲ့နော်အမကတတိယမကြောင်းလို့ရှိတာအဲ့တက်ပေးလိုက်တာလို့ပြောနေတယ်ကြီးကြီးမားထူကြကြဟုတ်ကဲ့ရှင်ပြီနော်ဟုတ်ကဲ့ပါအတိအခမ်းပါဘောနော်တေသူအတွက်ကိုညီမတို့လှုပ်ပေးမယ်တန်ကာဘောနော်ဟိုပါဘောသုံးပါပင်မမှာမကနန်ပင်လို့ရတယ်ရှင်သုံးပါပင်မလားငါးပါပင်မလားကိုးပါပင်မလားဘောနော်အစင်ပြေတဲ့အချင်းတွေတစ်ခုနဲ့ပင်ပါသုံးပါပင်မယ်ဆိုလဲရပါတယ်哦，变皮了，是的，哎呀，这个是个的，那是个的，不到那是个的，呀，不到伊，我都。 ਉਹ ਤੋਂ ਬਤੋ ਕੋ ਸੋ ਕੋ ਤੋ ਸ਼ਾਨੀਆ ਬਤੋ ਤੋ ਕਾ ਨੀ ਆਉਂਦੀ ਤੇ ਦਾ ਤੋ ਉਹ ਦੇ ਨਿਆ ਛਾ ਬਿਆ ਮੈਂ ਤੇ ਬੇਨਾ ਮਾ ਛਾ ਮਲੇ ਸੋ ਲੋ ਸ਼ੀ ਦਾ ਹੀ ਤੇ ਲੇ ਗਾ ਗਾ ਤਲਾ ਲੋ ਸ਼ੀ ਦਾ ਹੀ ਅਬੋ ਤੱਕ ਕੋ ਤੱਬੀ ਸੋ ਲੋ ਸ਼ੀ ਦੇ ਦੀ ਬਾ ਮਾ ਸਿੰ ਤੱਕ ਖੁਸ਼ ਹੀ ਦੇ ਨੋ ਲੇ ਗਾ ਸ਼ੀ ਤੇ ਤੇ ਮਾ ਲੇ ਦੀ ਲੋ ਨੈ ਯਾ ਮਾ ਕੱਬ ਹੀ ਤੋ ਯਾਈ ਥਾ ਦੇ ਸਿੰ ਤੱਕ ਖੁਸ਼ ਹੀ ਦੇ ਹੋ ਲਾ ਵਦਨ ਆ ਸ਼ੀ ਦੇ ဝဒနာကတကားရှိတဲ့သွန်လိုက်လို့ရှိတယ်ဟုတ်လားအတိတောက်ကလေးမှာတေးသူတဲ့နေရာပေးပေးရပါမယ်လို့ပြောနေပါတယ် တေသူအလောင်းကိုဟိုတုတ်တံမှာမိတန့်ကြူပြီးတော့ရှင်ဗျာတေတဲ့သူရဲ့ဓာတ်ပုံကိုမှောက်ပြီးတော့နှင်းစီပန်းနေယူလာရဲ့ဗောရှင်ဗျာအဲ့လိုနှင်းစီပန်းနေယူလာပြီးအိမ်အိမ်ကိုဝိညာဉ်ခေါ်လာရဲ့ဆိုပြီးပြောပါဗျာအဲ့ဒီဟာဘာကြောင့်ပါလဲဗျာနှင်းစီပန်းမှာကအဲ့ဒီလူကပါလာမှာဆိုတာအမှန်ပဲလားဗျာအဲစစ်တော့ကပြောလိုက်တယ်လို့လေဟိုဝိညာဉ်ကောင်လိပ်ပြာကောင်ဆိုတာမရှိဘူးလေနော် အဲ့တော့တည်သွားတဲ့သူကဇွန်တစ်ခုကိုဆွဲလန်းပြီးတော့ပိတ်တာဖြစ်နေရင်တော့ဖြစ်နေမှာပေါ့ပိတ်တာဖြစ်နေရင်တော့ကိုခေါ်ရင်တော့လာမှာပဲလေကိုခေါ်ရင်ဆိုတာကသူကလည်းကိုဒီဆွဲလန်းတစ်ခုခုမှဆွဲလန်းနေတာပေါ့အဲ့လိုဆွဲလန်းနေတယ်ဆိုလို့ရှိရင်တော့သူမိသားစုဝင်တယောက်ကခေါ်တယ်ဆိုရင်တော့မိသားစုတိုင်ဟောစင်းနဲ့လိုက်လာရင်လိုက်လာမှာပေါ့လေတေချာပေါ့လိုက်လာမယ်လို့ပြောလို့မရအောင်ဒါကအစွဲကြောင့်ဖြစ်နေတာလေဒါလည်းပိတ်တာဖြစ်နေမှာတော့ဟို ငရဲပြည်ရောက်နေလို့ရှိရင်ဘယ်လိုလုပ်ခေါ်လို့ရတော့မှာလဲလက်ပြည်ရောက်နေဘယ်လိုလုပ်ခေါ်လို့ရတော့မှာလဲမရအောင်ဒါအစောကြောင့်ပိတ်တာဖြစ်နေမှသာလေခွင်ခေါ်လို့ရမယ်နောက်တေချာပေါ့တေသွားရင်ပိတ်တာဖြစ်မယ်ခေါ်လို့ရတယ်လို့ဒီလိုမျိုးမှတ်လို့မရအောင်နော်အဲတော့ဝိညာဉ်ကောင်နေတဲ့တော့လုံးဝမမှတ်နဲ့အဲ့ဒါလုံးဝမှားနေတယ်တေသွားရင်ဝိညာဉ်ကောင်ဖြစ်တယ်တေချာမှာရှိနေတယ်အဲ့ဒါတော့ခေါ်ရမယ်လို့ဒီလိုမျိုးမထင်နဲ့တော်တော်များတော့အဲ့လိုထင်နေကြတာလေတေရင်တေချာပေါ့ဝိညာဉ်ဖြစ်သွားပြီအခုကလူတေရင်လက်ပြည်ရောက်တယ် ငယ်ရတယ်လို့မထင်ဘူးဝิญญဖြစ်တယ်လို့မထင်နေကြတယ်အားလုံးကသိသွားရင်ဝิญญပဲသိသွားဝิญญပဲဆိုထင်နေကြတာလေအဲ့တော့သိသွားတိုင်းလက်ကြကောဝิญญကောအနေနဲ့ထွက်ပြီးတော့နေတာမဟုတ်ဘူးမရှိဘူးလက်ကြကောဝิญญကောဆိုတာမရှိဘူးဟိုဆွဲနှမ်းမှုကြောင့်ပိတ်တာဖြစ်ရင်ဖြစ်မယ်အဲ့လိုပိတ်တာဖြစ်ရင်တော့ဥစ္စာအမြဝေရမယ်ဟိုတပိတ်သွတ်တယ်ဆိုတာအဲ့ဒါပဲတပိတ်သွတ်တယ်ဆိုတာကတန်ဃာတော်တည်းရဲ့တပိတ်ထဲကိုဆွန်းလောင်းထည့်တာကိုတပိတ်သွတ်တယ်လို့ခေါ်တာဒီနေ့ဆိုတော့တပိတ်နဲ့ဆွမဖုံးပြီးတော့ဆိုတော့ဒါပေမဲ့အဲ့ဒီဝါဟာရံခဲ့တာပေါ့လေ စစ်ခေတ်ကဆရာတော်တွေအားလုံးကတပိတ်နဲ့ဖုံးပေးကြတာဆိုတော့တပိတ်တဲကိုဆွန်းလောင်းထည့်လိုက်တယ်ဆွန်းတက်တယ်ပေါ်ခေါ်တာပေါ့လောင်းတက်တယ်လို့ခေါ်တာပေါ့အဲ့တော့အဲ့ဒီလောင်းထည့်လိုက်တာကိုပဲဆွန်းတက်တယ်တပိတ်တက်တယ်လို့ဒီလိုခေါ်ကြတာပြီးတော့အမြဝေးလိုက်ကြတာပေါ့လေဆိုတော့အဲ့ဒီအတွက်ကိုသူ့ကိုဖိတ်လိုက်တဲ့သဘောပဲဒါရှိခဲ့သည်ရှိတော့ပေါ့လေနော်တော့ရှိရင်တော့လာရင်လည်းလာမယ်ပေါ့လေမရှိရင်တော့မလာနိုင်ဘူးပေါ့ညသိချာပေါ့မမှတ်နဲ့ပေါ့အဲ့ဒီကိစ္စကတော့ ဆရာရှင်များဆက်ဆက်မေးကိုမေးလျှောက်ခွင့်ပြုပါရှင်များတို့တော့ဒီတပိတ်တုတ်တဲ့ရက်လေကိစ္စမှာပေါ့ရှင်များဘုရဘတာရရက်လေကိစ္စဆိုရင်9ရက်နဲ့9ရက်ကြာမှရက်လေအလူဒါနာကြီးပြုကြရပေါ့ရှင်များတို့တော့သိကျင်တာဒီ9ရက်မချားမဲ့ဈားထဲမှာ တို့တော့ဒီတည်သွားသူတွေကအချက်ပေးတာတို့ဒီမကျွတ်မလွတ်သေးတာတို့ပြောတယ်ဒါပေမဲ့တို့တော့9ရက်ထိစောက်တယ်ဆိုတာ အဖြစ်တဲ့မှာသလားနဲ့နောက်ပြီးခုနှစ်ရက်မှပဲအရက်လဲစွန်လှုပ်လို့ရတာလားဒါမို့ရင်ဒီချစ်ဟိုနေ့တိုင်းရောလှုပ်လို့ရလားဆိုတာသိချင်ပါပြီအခုဒီအခုလို့အကောင်းဆုံးပဲလေဘာလို့ပိတ်တာဖြစ်တယ်ဆိုတာကောင်းတယ်မမဟုတ်တာပိတ်တာဘဝမှာနေစရာမရှိ စားစရာမရှိဝတ်စရာမရှိငှက်ပြက်နေတာလေဆိုတော့အဲ့ဒါကိုအေးခုနှစ်ရက်ဆောင်ခုနှစ်မှငါဘာမြောက်ဝင်မယ်ဆိုတော့သူ့ကိုခုနှစ်ရက်ဒုက္ခခံခိုင်းတာနဲ့အတူတူဖြစ်နေတယ်အဲ့ဒါ အခုသေးအခုမြောက်ဝေတာအကောင်းဆုံးအဲ့တော့ရိုးရာကတော့ခုနှစ်ရက်မှလောက်ကြတာများတယ်တကယ်တော့မာကနောဆီလိုဘုရားကြီးကဒီနေ့သေးဒီနေ့ချက်ချင်းကုသိုလ်ကောင်းမှုလို့မြောက်ဝေတာအကောင်းဆုံးပဲရိုးရာရလဲခုနှစ်ရက်ပြန်တစ်ခါလောက်ကျင်တယ်ထက်လောက်ပေါ်လိုက်တာတော့အကောင်းဆုံးကတော့ဒီနေ့သေးဒီနေ့လို့တော့အကောင်းဆုံးပဲဟုတ်